အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ဒါကျွန်တော်တို့ပွဲကြိုသုံးသက်ချက်ကနေပြီးတော့ပြန်လေးပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ပွဲကြိုကတော့ကျွန်တော်ရဲ့အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းနဲ့ West Ham အသင်းတို့ရဲ့ပွဲကြောင်းပြမှာဖြစ်ပါတယ် West Ham အသင်းရဲ့အိမ်ကွင်းမှာ Tottenham Hotspur အသင်းနဲ့တွားရောက်ရင်ဆန်းဖြစ်တယ်အဲ့တော့ပြောချင်တာအဆင့်16ကအဆင့်16ကတွေ့မယ်အဲ့တော့ ီနေ့ပွဲစဉ်မှာသာဒါကျွန်တော်တို့ဟိုဆမ်းမသိငါနိုင်ငံမယ်ဆိုရင်တော့စပါအသင်းကိုကြော်လွန်ပြီးတော့သုံးမှတ်နေအတူဒါကျွန်တော်39မှတ်ဖြစ်သွားမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့အဆင့်16နေရာကိုတက်လာနိုင်မှာဖြစ်တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာနိုင်တဲ့လူကအဆင့်16နေရာမှာတက်သန်းနိုင်မှုအတွက်ဒါကျွန်တော်တို့တာဆူသွားမှာဖြစ်ပြီးတော့အဆင့်18နေရာကလူကအဆင့်16ပြောင်းသွားနိုင်ပြီးတော့အဆင့်16ကလူကအဆင့်18နေရာရောက်သွားနိုင်တယ်မှာပါတယ်အဲ့တော့စပါအသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါပြိတက်တွေကဒီနေ့ပွဲစဉ်ရှိတာကိုတော့တချို့ကသတိတောင်မထားမိဘူးအဲ့တော့ကျွန်တော်လည်းမှန်တိုင်းပြောမယ်လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါ WhatsApp နဲ့ Game ကိုကျွန်တော်နေမိတောင်နေတယ်လို့ပြောနေတော့ကျွန်တော်ခင်ဗျားတို့ကျွန်တော် အဲတော့အဲ့တော့မနက်မြောက်ဆိုတာကိုဒီကယူရိုပါလီကိုအဓိကဒါကျွန်တော်တို့ဆွတ်ဆက်ပြီးတော့ဟိုစဉ်းစားနေတဲ့အချိန်မှာဒီလိုမျိုးပွဲစဉ်ရှိရဆိုတာကျွန်တော်တော်လေးကိုမေ့ကြရတယ်မှာပါအဲ့တော့ ဒါလက်ရှိမှာစပါးသိနေဒီနေ့ပွဲစဉ်ကိုနိုင်မယ်ဆိုရင်တော့ဒါအမှန်တိုင်းပြောရမယ်ဆိုရင်ရမှန်အားဖြစ်တော့ဒါကျွန်တော်အဆင့်16လောက်ထိတက်လိုက်မယ်ဆက်လန်းအဆင့်16လောက်ထိတက်လန်းနိုင်ဖို့အတွက်ခွင့်ရရှိတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာဒါ Wolves အသင်းလည်းရှုံးနေခဲ့လို့ဒါကျွန်တော် Everton တို့လည်းရှုံးနေခဲ့တယ်ကြောင့်တစ်ဖက်ကဒါ United အသင်းကလည်းအမှတ်မလို့ပဲနဲ့ Brentford ကိုတွေ့နေတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်စပါးအသင်းအတွက်စာရင်တည်ကြတာတစ်ခုကိုပြောပါဆိုရင်အဲ့ဒါကဘာလဲဆိုတော့ သူတို့အနေနဲ့လူငယ်တွေကိုပွဲထုတ်လာမယ်ဆိုပြီးနီးပြတရားဝင်ကွန်ဖရင့်လုပ်သွားပြီဖြစ်တယ်။ NG Poster Glue အနေနဲ့ဒီနေ့ပွဲစဉ်မှာလူငယ်တွေကြီးပဲကိုပွဲထုတ်ဖို့ပြင်ဆင်လာခဲ့ပြီးတော့လူ6ယောက်နဲ့8ယောက်ကြားပြောင်းလဲပြဖို့အတွက်ဒီနေ့ပွဲစဉ်မှာလုံးဝဒါကျွန်တော်တို့တည်ချတော့ဖြစ်တယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကြားတော့ကတည်င်းနေအရာဆိုရင်တော့ Spa အသင်းနေနဲ့ဒါကျွန်တော်တို့ လက်ဝင်းလိုနေရာမျိုးမှာဒါဆွန်ဟောင်မင်တယောက်တောင်ပြန်ပါလာမဲ့သတင်းတွေကြားရတဲ့တည်းမှာပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာစပါတင်ကလုံးဝအရင်ပုံစံမျိုးတွေကိုဒီနေ့ပွဲစဉ်မှာသုံးသွားမယ်ကျွန်တော်ဒီနေ့ပွဲစဉ်လိုမျိုးဆိုဂူသမားတောင်မှာဒါကျွန်တော်ကင်စကီကိုကျွန်တော်ကသုံးစီခြင်းနဲ့နီးပြနဲ့ကင်စကီကိုဘာလို့နေရာမပြီးလဲကျွန်တော်လည်းနားတော့မလည်ဘူးပေါ့နော်အဲ့တော့လက်ရှိမှာဒါဝက်ဆမ်မတင်ကတော့ရှင်းတယ်ဝက်ဆမ်မတင်ကလက်ရှိမှာ16ခန်းကတည်းကယုံထွက်ဖို့တည်းကြိုးစားမှာအဲ့တော့လက်ရှိချမရည်ရတာကြီးကြီးလာဝက်ဆမ်မတင်ရဲ့လူချင်းကိုကြည့်လိုက်ဒီအသင်းကဘလို့ဖြစ်လို့အဆင့်ဆက်ခွန်ရောက်နေလဲဆိုတာကိုလုံးဝနားလည်လို့မရတဲ့အသင်းသတင်းဖြစ်တယ်ဥပမာဒါတောင်မန်မှာဆိုဂျရက်ဘူဝင်တို့လူဒါမိုဟာမက် က်ခူးတက်ခူးတက်ဆိုတောင်ပန်နေရှိတယ်။ကွေးလန်ပိုင်း attacking midfield မှာ Paqueta လို့ဒါ attacking midfield ကစားသမားရှိတယ်။တိုက်စစ်မှုနေရာမှာဒါကျွန်တော်တို့မဆိုး experience ရောက် full crash ရတာ full back မှာဒါကျွန်တော်တို့ one bar saka ရှိတယ်။ center back မှာဒါ Todi Bu ရှိတယ်။ဒါကွေးလန်မှာဆိုဒါ Suset တို့ဒါဟို Wolves တို့ဒါကျွန်တော်တို့အပုံစံမျိုးရှိတယ်ပေါ့။အဲ့တော့ပြောချင်တာကလက်ရှိဒါနောက်ဆုံးအခြေအနေရပြန်ကြည့်မယ်ဆိုရင်ဒါအဆင့်ဆက်ခွန်ကအသင်းရဲ့ line up နဲ့အဆင့်76ကအသင်းရဲ့ line up ကိုကြည့်ရင်ဟာ ဒီသင်းတွေကဘလို့ဖြစ်လို့ဒီ line up ဒီဒီနူနေရာမျိုးကိုရောက်နေတာလဲဆိုတော့မိကုံခမမေးရလိမ့်မယ်တော့ပါတယ်ကျွန်တော်ကတော်တော်လေး surprising ဖြစ်တာက whatsapp မသိနဲ့ဒီလောက်လူစင်းကောင်းတာကြီးကဘလို့ဖြစ်လို့လောက်တော့ညံ့နေလဲဆိုတော့အဲ့တော့ကျွန်တော် whatsapp မသိလို့ကျွန်တော်ဒါပွဲစဉ်တွေဒီကောင်လက်အသိချင်းတယ်မတွေးဖြစ်လို့ကျွန်တော်လက်ဒါဟို liverpool နဲ့ပွဲစဉ်ကလွှဲရင်သိပ်မကြည့်ဖြစ်ဘူးဒါပေမဲ့ကြည့်လိုက်တိုင်း whatsapp မသိကအမြင်နဲ့ရှုံးနေတာကြီးပဲဒါကျွန်တော် brighton နဲ့ပွဲစဉ်မှာသူတို့ဥဆောင်နေဗျာ2-1ဆိုရရလဲဥဆောင်နေပြီးပြီးတော့ brighton ကဝန်းနိုင်ဝန်းနိုင်ဆိုဒါနဲ့နှလုံးသွင်းသွားပြီးတော့ကျွန်တော်ကြည့်ကြည့်နေတာပေါ့နော်လက်ရှိကျွန်တော်ကြည့်ကြည့်နေတဲ့ဥစ္စာတခုကဘာလဲဆိုတော့ whatsapp မသိရဲ့လက်ရှိ ပြဿနာဂိုးသမားလို့လည်းမြင်တယ်ဂိုးသမားတအားလွယ်တဲ့ဂိုးတွေကိုပေးနေရတာပွဲတိုင်းဂိုးပေးရတယ်ဗျာသူတို့တည်းတည်ကြခဲ့တဲ့ပွဲစဉ်တွေရှိမှရှုံးခဲ့တဲ့ပွဲစဉ်မှာကြည့်လိုက်မှဆိုတာ2 1နဲ့3 2တို့ဒါဂိုးပြတ်တွေရှိအဲ့တော့ဒါကျွန်တော် Brighton နဲ့ပွဲစဉ်ဆိုကျွန်တော် Father ရင်ကျွန်တော်လည်းကြည့်ခဲ့ချင်မှာဒါဘာလဲပါတွေးလိုက်ကျွန်တော်နဲ့ဟာတတော်ဂိုးသမားညံ့တာပဲဆိုတော့ပြောယူရတဲ့အဲမှာပါတယ်စပါးကတော့ရှင်းတယ်ဒါကြတဲ့ရှိမှဒါကျွန်တော် Premier League ပွဲစဉ်တွေအကုန်လုံးကိုရှုံးပြီးတော့ဒါစိတ်နေတဲ့ပွဲစဉ်တွေက Europa League ဖြစ်တော့ Premier League မှာလက်ရှိမှဒါကျွန်တော်16ပွဲရှုံးထားခဲ့ပြီးပြီးတော့တပွဲသာထပ်ရှုံးခဲ့မှာဆိုကျွန်တော်တို့ဒါ Premier League တက်တန်းတက်လျှောက်ဒါ and NG Booster Glue ကဒါ Premier League နာမည်လို့ပြောမိတဲ့ကောင်ပေါ့နော်အဲ့တော့ NG Booster Glue တယောက်အနေနဲ့အခုလက်ရှိမှာဒါအဲ Premier League မှာရှုံးပွဲအများဆုံးဒါကျွန်တော်တို့ Spa အသင်းအတွက်နီးပြတယောက်ဖြစ်လာလို့ပေါ့နော်ဒါပေမဲ့ခုနကပြောလို့အခုလက်ရှိမှာ Semi Final ခေါ်ထားတဲ့နီးပြဆိုလည်းမဲ့အဲ့တော့ တလင်းမကတော်တော်လေးကိုစိုးတယ်ဗျဒေးဗစ်မူရစ်လက်ထက်တုန်းကလူပဲဒါကျွန်တော်ပြည်တွင်းမှာဆုတ်ပြတ်တက်ပြီးတော့ပြည်ပမှာတော့သူ့ဘက်သူဟုတ်နေတယ်လို့ပဲအဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော်စိတ်မကောင်းစရာသတင်းတစ်ခုပေးရမယ်စပါအသင်းရဲ့ဒါကျွန်တော်လက်ရှိမှာအားကိုးရတယ်ဒါကွင်းရဲ့ကစားသမားဖြစ်တဲ့လူကက်စ်ဘာဂဝဲကရာသီကုန်ထိနားရတော့မယ်ဆိုတဲ့သတင်းတွေပါလာခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာသတင်းတွေရဆိုတော့ဆူလန်ကီးနဲ့မက်ဒီဆင်ကတော့ဒါကျွန်တော်တို့ဘူဒူးနဲ့ဂလင့်နဲ့ဒါကျွန်တော်တို့ဒုတိယပိုင်းဒါကျွန်တော်တို့အဲဒုတိယကြော့မှာပြန်ပါလာနိုင်မှုတွေရှိတယ်စပါအသင်းရဲ့ဒီနေ့ပွဲစဉ်မှာဒီကစားသမားတွေလုံးဝသုံးသပ်မှာမဟုတ်ဘဲနဲ့ဒါကျွန်တော်အရင်ကစားသမားတွေကိုဒါပွဲထွက်သွားဖို့အတွက်ပြ ြင်ဆင်လာခဲ့တယ်ဒီနေ့ပေါ်တော့စပါတင်နဲ့ဒါခန်စင်ပိုင်းကလည်းလုံးဝကိုဒါအရန်လူတွေနဲ့သွားဖို့ရှိပြီးဒက်ဂျက်စပန်ဆိုအာချီဂရေးတို့ဒါဒန်ဆိုတို့ဒါဘန်ဒေးဗီစ်တို့လိုအုပ်စုတွေနဲ့တို့ဒါဒီနေ့ပေါ်စမှာပွဲထွက်ဖို့တို့ပြင်ဆင်လာမယ်ဒီနေ့ပေါ်မှာဒါကျွန်တော်ချေပြန်တွေ့နေတဲ့ရစ်ချယ်လီစင်ကိုတော့တိုက်စစ်မှုအနေနဲ့နီးပြပြန်သုံးလာမယ်လို့မြင်တယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ပွဲစမှာပေါ့နော်ဒါကျွန်တော်အာချီဂရေးကိုဒါကျွန်တော်ဖူဘတ်သုံးတာတက်ဆိုင်အာချီဂရေးကိုကျွန်တော်ကွင်းလယ်မှာပြန်သုံးစေခြင်းပြီးတော့ right back လို့နေရာမျိုးမှာဒီနေ့ပေါ်စမှာဒါကျွန်တော်ပက်ဒရိုပူရူဒါမှမဟုတ်ဒါဒက်စတနီကိုဒါပေမဲ့အဲ့ဒီကစားသမားကိုသုံးတယ်ဆိုလဲဘူဒိုးနဲ့ကတာနီးပြ နဲ့နားလေလူရဘာလို့ဘိုးတို့နဲ့ဂလင်းကဒါကျွန်တော်တို့သူတို့ရဲ့အိမ်ကွန်းမှာတော်တော်လေးကိုခက်ခဲကြံတမ်းမေးပွဲစဉ်တပွဲကိုစပါအသင်းကရင်ဆိုင်အားမှာလုံးဝ100%လုံးဝခက်ခဲကြံတမ်းနဲ့ပွဲစဉ်တပွဲကိုကျွန်တော်တို့ရင်ဆိုင်အားမှာဘာလို့ဆိုတော့ခုနကပြောလို့ရာသီဥတုကွင်းအယံကွာတယ်အဲ့တော့စပါသင်းနဲ့ဒီနေ့ပွဲစဉ်မှာကစားသမားတွေလုံးဝအနာပေးပြီးတော့အဲ့ဒီပွဲစဉ်ကိုလုံးဝ fully ဝင်သွားဖို့အရေးကြီးတဲ့ပွဲစဉ်တပွဲလို့ကျွန်တော်တို့မြင်နေတယ်။ဒါပေမဲ့ဝက်ဆန်ကတော့ရှင်းတယ်ဘာပွဲမှမရှိသေးတော့ဒီနေ့ပွဲစဉ်မှာစပါ့ကိုအနိုင်ယူပြီးသုံးမှတ်ပြီးတော့လန်ဒန်ဒါဘီလည်းဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီနေ့သုံးမှတ်က တော်တော်လေးကိုအရေးကြီးတဲ့ပွဲစဉ်လို့ပြောရင်တော့မမအောင်ဒါပေမဲ့ဒီနေ့ပွဲစဉ်မတိုင်ခင်မှာဂရီဟန်ပေါ်တာပြောလိုက်တဲ့စကားလုံးကြောင့်မဘောဆန်ပရိသတ်တွေကတော်တော်လေးကိုပေါက်ကွင်းနေတယ်ဂရီဟန်ပေါ်တာကတော့ပြောလိုက်တာလက်ရှိမှာစပါတစ်နေနေတာကျွန်တော်ဘူဒူရဲ့ဂလင်ကိုဒုတိယကြော့နိုင်ပြီးတော့ဖိုင်နယ်မှာဆူဖလာတွေရရှိနိုင်ပါစေလို့သူကပြောလိုက်တာပြောချင်တာကမှလန်ဒန်ဒါဘီတာလန်ဒန်ပြိုင်ဘက်တွေကတယောက်ကိုသူ့နေနေဒီလိုဆူတောင်းပြလိုက်အမှန်တမ်းပြောဝက်ဆမ်တို့စပါတို့ဒါကျွန်တော်ပြိုင်ပွဲရဖို့ကျွန်တော်ဒါပြိုင်ဘက်ရပြင်းထန်နေတယ်မှာပါအဲ့လိုမျိုးနီးပြကဆူတောင်းပြလိုက်ချိန်မှာအဆင့်ကလည်း18ရောက်နေတယ်တစ်ဖက်ရဲ့ဒါအသင်းရဲ့ဒါဖိုင်နယ်အသင်းတစ်သင်းကိုလည်းဒါဆူတောင်းပြလိုက်ဆိုလက်ရှိမှာ ဝက်ဆန်ပရိသတ်တွေကဂရီဟန်ဘော်ဒါကိုလာမယ့်နေရာဒီမှာနီးပြပြောင်းလဲပေးဖို့အတွက်အဓိကတောင်းဆိုနေတာတွေ့ရမှာတော့ဒီရောဒီရပြဂရီဟန်ဘော်ဒါသူတက်လောက်တက်လောက်မှတ်လောက်အကုန်လုံးလုံနေတာပဲလက်ရှိမှာဒါ3ဘတ်တွေက4ဘတ်တွေကရှိသမျှဘတ်တွေအကုန်လုံးကုန်သွားပြီး ဒါပေမဲ့လက်ရှိမှာရည်ရတာဗျာနော်ဟိုနာပြောသူပဲဝက်ဆမ်လို့စကွတ်မျိုးနဲ့အဆင့်ဆက်ကွန်ပလိုရသူများမပြောပါနဲ့ကျွန်တော်တို့အသင်းမျိုးကဘာထူးလဲလက်ရှိမှာစပါလို့အသင်းမျိုးကဒီလိုလောက်ထိကောင်းတဲ့စကွတ်ရှိပြီးတော့ဘလို့ပြလို့အဆင့်ဆက်ချောက်ရနေတာဒါတော့မသိဘူးပေါ့နော်ဘလို့မှလည်းသိပြီအဲ့တော့ရည်ရစပါအသင်းနဲ့ဒီနှစ်မှာလည်းဒါကျွန်တော်တကူးနဲ့ကက်ကက်ပြီးရှုံးတဲ့ပွဲစဉ်က15ပွဲတိရှိလာခဲ့အဲ့တော့ဒီနှစ်ဝက်ဆမ်နဲ့အင်ဂျင်နဲ့ပွဲစဉ်မှာလည်းစပါအသင်းနေနဲ့အခုလက်ရှိမှာတကူးနဲ့ကက်ပြီးရှုံးမလားဆိုတာကိုလည်းချက်တော့စောင့်ကြည့်ရမယ်ဒါပေမဲ့ဝက်ဆမ်အသင်းနဲ့အခုလက်ရှိမှာတကူးနဲ့ကက်ပြီးရှုံးအောင်ဝက်ဆမ်အသင်းရဲ့ခံစစ်ကောဂူဒမာကောကတော်တော်လေးကိုဒါကျွန်တော်ကြောက်ဖို့ကောင်းတယ်ဟိုဟို ော့ကြောက်ဖို့ကောင်းတယ်ဆိုတော့စုပ်ပြတ်တတ်တာပြောတာဆိုရင်မောင်တော်တော်လေးကိုစုပ်ပြတ်တတ်နေတဲ့ခံစစ်လို့ပြောသူများခံစစ်တော့ပြောကြမှာကျွန်တော်တို့ခံစစ်ပိုင်းနဲ့လက်ရှိမှာယူရိုပါလိကလွင်စပါးတဲ့ကယူရိုပါလိမှာတော့သူ့ဘာသူခံစစ်ကောင်းနေတာအဲကောင်းပါပေါ့ရူမေရုနဲ့ဗန်ဒါဗင်တွဲဦးဒါလက်ရှိမှာဒန်ဆိုတို့ဗန်ဒေးဗျူးဆိုတွဲဆိုလက်ရှိဒါပူပူလောလောမှာဆိုလစ်ဗာပူကို၅ကိုတိတိပေးလာခဲ့တဲ့ခံစစ်ကြောင်းဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေးကိုမလွယ်ဘူးလို့မြင်တယ်ဒီနေ့ပေါ်စမှာဒါကျွန်တော်မိုဟာမက်ကူဒက်စ်တို့ဂျရက်ဘူဝန်တို့ရဲ့မြန်နှုံးမြင့်တိုက်စစ်တွေကိုစပါးတဲ့ခံစစ်ကကျွန်တော်တို့တိတ်ပြီးခံနိုင်မယ်လို့တော့မမြင်ဘူးဒီနေ့ပေါ်စမှာစပါးတဲ့ရှုံးမှုများပါတယ်အဆက်ဆက်ခွန်ကြဘူးလေကျွန်တော်တို့ရာဂိုင်နှုံးလေး များကြီးအများကြီးတွက်ပြီးသားတွေမှာပါအဲ့တော့တိုက်စစ်ပိုင်းကလက်ရှိမှာဂိုးမြူးနေတဲ့စပါအသင်းနေနဲ့ဒီနေ့ပေါ်မှာတိုက်စစ်ပိုင်းဘယ်လိုလုပ်ပြနိုင်လဲအဲ့တော့တိုက်စစ်မူနီယံမတင်တဲ့ Richard Lee စင်တရားကလက်ရှိမှာဒါခြေစွမ်းပြနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ဘလူမျိုးတွေဒါရှေ့ကို engage လုပ်သွားနိုင်မယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်ပွဲတပွဲဖြစ်လာမယ်လို့မြင်တယ်တစ်ဖက်က WhatsApp တင်းကတော့ရှေ့မှာစပါအသင်းနဲ့ဒီနေ့ပေါ်မှာသုံးမှာကတော့ပူလို့ခြင်းနဲ့ WhatsApp တင်းကအခုလက်ရှိမှာဒါတန်းစစ်စုံကလည်းအပြေးအဝလွတ်တော့နှစ်သိန်းလုံးကပြောမယ်ဆိုရင်ဟိုနှစ်သိန်းလုံးဒါကျွန်တော်အပြေးအဝဒါကျွန်တော်တို့ဟို အဲအပြည့်ကလွတ်မြောက်သွားပြီလို့လည်းပြောလို့ရပါဘူး100%ဒါကျွန်တော်လုံးဝလွတ်မြောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ ဒါဒီနေ့ပုံစံရှုပ်ရှုပ်နိုင်နိုင်သိတော့ကိစ္စမရဘူး။ဝါဆမ်သင်းကဒီနေ့ပုံစံမှာသုံးမှတ်ရလဲဒါဥရောပဝင်ကုန်းတွေကလုံးဝမဝင်နိုင်တော့တာတေချာသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့စပါကဝါဆမ်သင်းနဲ့ဒီနေ့ပုံစံမှာသုံးမှတ်ကဘဒူရဘဒူလက်ရှိမှာဝါဆမ်ပရိသတ်တွေနောက်နေလို့ပဲဒီနေ့ပုံစံမှာဘဲကောင်ပူစုပ်နိုင်မလဲဆိုတာကိုပြိုင်မဲ့ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်မယ်လို့ကျွန်တော်ပြောလို့ရမယ်ဒီမှာပါပါတယ်။မြည်တို့ပင်စူစီကမှဒီနေ့ပွဲစဉ်ကအတိုင်းတာတစ်ခုထိကျွန်တော်တို့ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်မိတယ်နောက်နောက်ပဲလန်ဒန်ဒါရီဖြစ်တဲ့ကြောင့်နှစ်သိန်းလုံးကကစားချမယ်လို့တော့သိမ်မသိဘူးစပါးသိတဲ့လူငယ်ထွက်လာပြီးမဲ့လူငယ်တွေနေတဲ့ဒီနေ့ ပုံစံမှာတော်တော်လေးကိုဒါကျွန်တော်ကောင်းမွန်တဲ့ဒါကျွန်တော်တို့ခြေစွမ်းနေတဲ့အတူပြသမှုတွေကြိုးစားသွားမယ်လို့မြင်တယ်။စပါးအသင်းကလက်ရှိမှာဒါဒန်အန်လူစင်းကတော့ Dominic Solanki, Madison, ဒါ Son Heung-min, Bagway, Dar Dragusin ဒီလိုမျိုးလူတွေရှိတဲ့နေရာမှာပါပေမဲ့ဒါတေချာတို့ကဒီလူတွေကိုလုံးဝသာတုံးလာမှာမဟုတ်ဘူးလို့သိရတဲ့နေရာမှာပါပါတယ်။အဲ့တော့တစ်ဖက်ကတော့ကျွန်တော်တို့ရဲ့တချို့ကစားသမားတွေလွဲချော်နေတဲ့နေရာမှာပါပါတယ်။အဲ့တော့စပါးအသင်းနဲ့ဒီနေ့ပုံစံမှာဒီ၃မှတ်ကိုသူများပြေးအောင်မလားတချို့တော့စောင့်ကြည့်ရမယ်နေရာမှာပါပါတယ်။လက်ပါပဲ။ ပေါ်လုံးမွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV Voice တို့မှာကျင်းလူစားပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလက်ဖို့မမိကြပါနဲ့။အောက်က comment တွေမှာလည်း Youth Sport Media 3.0နဲ့ TV Voice တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်တို့ကကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လက်ကလက်ဖို့မမိကြပါနဲ့။အောက်က comment တွေမှာလည်း Youth Sport Media 3.0နဲ့ TV Voice တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက် လစ်ဖို့မမေ့ကြပါနဲ့အုံးညံ့ညံ့ကလစ်မှမြန်မြန်နာဖြစ်ပါလေအားလုံးကြိုးတူပါလေကျွန်တော်တို့နောက်မှ AC တူကြတာပေါ့တေးပါဗျာ